ဒီမှတ်ထဲပန်းချံအစ်စ်တခုကိုရောက်နေပါတယ်ဒီပန်းချံကရှိတာကြပါပြီဒါပေမဲ့အခုအစ်စ်ပြန်ပြီးတော့ပြုပြင်ထားတာပါဒီပန်းချံနာမည်ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် Queen City Park Langma လို့ခေါ်ပါတယ် ိုင်းကျန်ထဲမှာဘာတွေရှိလဲဆိုလို့ရှိရင်တစ်ပင်လှလှတွေရှိတယ်ပြီးတော့ဟိုးနောက်ခံတိုက်တာစာဦးတွေကတအားလှတယ်အဲပြီးတဲ့ခါကျရေဒဂုံလေးတွေလည်းရှိတယ်တအားตายရတယ်ပေါ့နော်အဲ့တော့ဒီမှာတပ်ပုံရိုက်တဲ့လူတွေလည်းအများများတယ်ဟိုဘက်တစ်ဖက်မှာကကြတော့ဆွန်လော့ဖိုင်ဆိုတဲ့ပန်းဉံရှိတယ်အဲ့ဒီပန်းဉံမှာကကြတော့အာစပိန်နင်းလို့လည်းရတယ်เนาะပန်းဉံတွေအကုန်လုံးတော့လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်စပိန်နင်းလို့ရတယ်လှလှပပနေရာလေးတွေအများကြီးရှိတယ်တပ်ပုံရိုက်လို့လည်းအများကြီးလှပါတယ် ပန်းညာလေးကိုဘယ်လိုလာအောင်လဲဆိုလို့ရှိရင်အရန်လွယ်ကူပါတယ် BDS CV တော့ Mochi Station မှာဆင်းရုံပါပဲပြီးတဲ့ခါကျလို့ရှိရင်လမ်း5မိနစ်တော့ရှောက်ရတယ်เนาะဒီ Mochi Station ကဆင်းဆင်းချင်းမှာလဲစက်တူစက်ပန်းညာဆိုတာတခုရှိသေးတယ်အဲ့ပန်းညာနဲ့ဘေးကပ်ရဲ့ပဲပေါ့เนาะအဲ့ဒီကိုဆင်းလိုက်လို့ရှိရင်5မိနစ်လောက်လမ်းရှောက်တယ်ဒီပန်းညာနဲ့ကိုရောက်လာပြီဩဖုန်းလာနေတယ်ခဏเนาะ Hello အေးမောင်လေးလားအေးပြောပတ်စံလို့လားလားအေးငါထူးမန်းနီးနဲ့ပို့လိုက်မယ်เนาะအဲ့ဒီမှာ AYA ပဲရှိရမလားအဲဆိုလို့ရှိရင်မထုံးမနေနဲ့ပို့ပြီးလို့ရှိရင်ကုန်းနံပါတ်ပို့ပေးလိုက်မယ်နော်အဲ့ဒီကုန်းနံပါတ်ကိုအာ AYA ထဲမှာရိုက်ထည့်လိုက်တာနဲ့ပတ်စံရောက်ပြီနော်အရန်လွယ်တယ်နော်အခုပို့လိုက်မယ်နော်အခုမထက်ရဲ့ဒီဗီဒီယိုကြည့်နေတယ်မထက်ရဲ့မိတ်ဆွေတွေကိုလည်းမထက်ပြောပြစရာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် True Money နဲ့ငွေလွှဲတဲ့အကြောင်းပါပဲ True Money နဲ့ငွေလွှဲလို့ရှိရင်အရန်ကိုလွှဲကူတယ်ငွေစည်းရလည်းကောင်းတယ်ပွဲစားတွေနဲ့ရှုပ်ပြီးတော့ပေါ့နော်အငွေတွေလွှဲဖို့အတွက်ကိုမလိုအပ်တော့ဘူးပေါ့နော်အရန်ကိုလွှဲသွားပြီ Hello အေးမောင်လေးလာအခုမှကုန်းနံပါတ်ပို့ပေးလိုက်ပြီနော်အဲ့ဒီကုန်းနံပါတ်ကို AYA ပေးတဲ့မှာရိုက်ထည့်လိုက်တာနဲ့ပတ်စံချက်ချင်းရောက်ပြီနော်အေးအေးအေးဒါပဲနော်အခုဆိုရင်မထက်ကအလုပ်တစ်ဖက်နဲ့မြန်မာပြည်ကိုငွေလွှဲလိုက်တာချက်ချင်းကိုရောက်သွားပါပြီရန်ကိုအဆင်ပြေပါတယ်ဒါပေမဲ့တခုတော့ရှိတယ်နော် AYA ပေးနဲ့ငွေလက်ခဏရန်ကိုလွှဲကူပါတယ်အရင်ဆုံး AYA Pay application ကိုဖွင့်ပြီးတော့မှ service တဲက see all ကိုနှိပ်လိုက်ပါပြီးသွားတဲ့အခါကျလို့ရှိရင် international remittance ကိုရွေးပါ ပြီးသွားတဲ့ခါကျရင် True Money International Remittance ကိုရွေးလိုက်ပါအဲ့ဒီခါကျလို့ရှိရင်အခုလိုမျိုးဒီနေရာလေးပေါ်လာပါလိမ့်မယ်ဒီနေရာလေးမှာငွေလွဲသူပို့ပေးတဲ့ရှိုးဝက်ကဏ္ဍ၈လုံးကိုရိုက်ထည့်လိုက်ပြီဆိုတာနဲ့ AYA ပေးတဲ့ကိုငွေရောက်ရှိလာမှာဖြစ်ပါတယ်မြန်မာပြည်မှာငွေလက်ခံမဲ့သူက AYA ပေးအကောင့်နဲ့ငွေလက်ခံမဲ့ဆိုလို့ရှိရင်သူ့ရဲ့ဖုန်းနံပါတ်နဲ့ AYA ပေးအကောင့်ကိုဖွင့်ထားဖို့တော့လိုအပ်ပါလိမ့်မယ်အတက်ကတော့ငွေလွှဲပြီးပြီးပန်းချန်တွေကိုရှောက်လိုက်ပါတော့မယ် မန္တကဒီပန်းကြံနဲ့ဟိုညနေတည်းကအပန်းဖြေဖို့ရောက်လာခဲ့တာပါအခုတော့မိုးတောင်ချုပ်သွားပြီဒီပန်းကြံကလင်းချင်းခံလို့လည်းအရန်ကောင်းတယ်လူကလည်းရှင်းတယ်တိတ်လည်းတိတ်ဆိတ်တယ်ဆိုတော့အရန်ကိုမထက်အတွက်အဆင်ပြေပါတယ်ပြီးတော့ပန်းကြံည9နာရီထိကိုဖွင့်နေဆိုတော့မိုးချုပ်ချုပ်မှမီးရောင်စုံကလည်းထိန်လင်းနေတာပဲနောက်ခံတိုက်တွေနဲ့တပုံရိုက်မလား ဩကိုရဲ့စိတ်ကိုပန်းပြေအောင်ตาလေးပဲပေါ့เนาะဒီမှာလင်းငင်းခံမလားအရန်ကိုအဆင်ပြေတယ်ဒီနေ့ဒါပင်ပန်းသမားတွေကိုပန်းညံထဲမှာအမောဖြည့်ပြီးတော့မှအိမ်ကိုပြန်လို့လဲရတယ်အဲ့တော့မထက်ကလည်းပန်းညံရဲ့အလှရှုခင်းတွေကိုဆက်လက်ပြီးတော့ခန်းစားလိုက်ပါအောင်မရှင်ဒီနေရာလေးကတော့ငှက်ဆောင်ကြည့်တဲ့တာဝါလေးပါအခုချိန်ထိငှက်တန်လေးတွေကြားနေရတော့မယ်ချစ်စရာရမ်းကောင်းတဲ့နေရာလေးပါ ီတော့နေရာလေးကလည်းတအားလှတယ်ဟိုးဘက်မှာနောက်ခံတိုက်တာဆောက်ဦးတွေကလင်းထိန်နေရောပဲလှမလား ဒီပန်းချံကလေအရန်သားရတယ်ညနေပိုင်းဆိုလို့ရှိရင်လူတွေကပြေးတဲ့သူတွေရှိတယ်တိတယ်မလားလမ်းလျှောက်တဲ့သူတွေရှိတယ်လာပြီးပန်းပြေးတဲ့လူတွေရှိတယ်ဒါပေမဲ့လူတွေကတအားမများတဲ့ခါကျတော့မထက်ကအရန်ကြိုက်တယ်ပန်းချံတစ်ခုတည်းမဟုတ်ဒီနားမှာနှစ်ခုလောက်ရှိတယ်ဟိုဘက်မှာဆွန်လွတ်ဖိုက်ပန်းချံလည်းရှိတယ်အဲ့ဒီတော့ကြောင့်မို့လို့ဟိုဘက်မှာဆိုလို့ရှိရင်လည်းလေတအားကိုရေကန်ကြီးကြီးတွေအာစပိန်နေတဲ့လူတွေအများကြီးဟိုဘက်မှာလည်းသွားနေတာပြေးနေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီပန်းချံနဲ့မနီမွေးမှာစနေတနေ့ငွေဆိုလို့ရှိရင်လည်းလေစန်နေမတ်ကတ်လည်းရှိတယ်အဲ့တော့အဲ့မှာလည်းဈေးဝယ်လို့ရတယ်အရန်ကိုအဆင်ပြေတဲ့နေရာသွားရေးလာရေးဆိုလို့ရှိရင်လည်း မြေရောက်ရထားရောကောင်းကင်ရထားရော BDS Sky Train အကုန်လုံးရှိတယ်ပေါ့နော်ကားတွေကလည်းအများကြီးရှိတယ်တွားရရရလည်းအရန်ကိုအရန်ကိုလွယ်တဲ့ခါကျတော့မနေ့ကလည်းအရန်ကြိုက်တဲ့ဒီပန်းချံလေးကိုအဲ့တော့မထက်ကတော့ပန်းချံထဲမှာတဝါကြီးလဲလို့ပြီးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့အားလုံးနှုတ်ဆက်ပါတယ်ပြန်တော့မယ်နော်တော်တော်